ဗုဒ္ဓဟူရာဟုသာသမီများတို့2025ခုနှစ်ဒီဇင်ဘာလ12လပိုင်းတို့ကံကြမ္မာဆိုးကောင်းနှင့်တလားစာဆောင်းရံရှောင်းရံများကိုဖတ်ကြားပြီးသွားမှာပဲဖြစ်ပါတယ် အလောက်ကိုင်းကိစ္စတွေမှာဘာလောက်ပဲလောက်လောက်နှစ်ကြိမ်နှစ်ခါလောက်ရပြီးမှအထင်းတော့တိုက်ခံလေးတွေကြုံတွေ့ပြီးမှအစဉ်ပြေမှုတွေရရှိမယ်။မိษွေတို့ရဲ့လုပ်ငန်းတွင်မှာအများနဲ့တယောက်ခံမသိစရာအကြောင်းကိစ္စများနဲ့မကြာခဏကြုံရမယ်။လက်အောက်ငယ်သားများထံမှအကူအညီကောင်းကြံဉာဏ်ကောင်းတွေရရှိမယ်။စီးပွားရေးလုပ်ငန်းဆောင်တာကိစ္စဝဝတွေမှာစိတ်မပါပဲဂယုမစိုက်သလိုလှုပ်ဆောင်မှုတွေကြောင့်အမားယွင်းလေးတွေဖြစ်တတ်ပြီးတော့မိษွေတို့အနေနဲ့ပြောမဆိုမှာ ဖြစ်เสียအကြောင်းကိစ္စများနဲ့ကြုံရမယ်။ဘာလို့ပဲလို့လို့မိမိကိုယ်ကို စိတ်တိုင်းမကြသလိုဖြစ်နေတတ်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓံဥရာဟုသာသမိမိတ်ဆွေတို့အနေနဲ့ငွေချေးတင်းတင်းစွာဝင်လာတော့လဲပဲရရှိလာသောငွေချေးပေါ်မှာမိတ်ဆွေတို့အနေနဲ့စိတ်ကြေနပ်မှုမရှိသလိုဖြစ်နေမယ်။ဆုံးရှုံးထားသောငွေသို့မဟုတ်ရရန်ရှိသောအကျွေးငွေတချို့ပြန်လဲရရှိတတ်ပါရဲ့။ဗုဒ္ဓံဥရာဟုသာသမိမိတ်ဆွေတို့ရဲ့ချင်းချင်းဟာ၁၂လပိုင်းတလတာမှာပျော်ရွှင်စရာများစိတ်သောကရောက်စရာများနဲ့ရောထွေးနေတတ်ပြီးတော့အိမ်အောင်ရေးအစင်မပြေဖြစ်နေသောသူတွေ အဆက်အသွယ်ပြတ်တောက်နေသောသူတွေမိမိအိမ်ထောင်ဘက်နဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးတွေမိမိတို့အိမ်ထောင်ရေးပြန်လည်တင်းမြတ်ပြီးတော့အဆင်ပြေမှုလေးတွေရရှိတတ်ပါတယ် မိတ်ဆွေတို့ရဲ့နေရင်တို့စိတ်ညစ်ရမယ်ဧည့်သည်တွေရောက်လာမယ်ထိုဧည့်သည်များကြောင့်ပြဿနာတစ်ခုမမျော်လင့်ပဲဖြေရှင်းရတပါတယ်မိမိတို့ရဲ့ပန်းဝင်ခြင်းမှာမိမိဘက်ကမှန်ပါလျက်နဲ့သူတစ်ပါးပြောဆိုဆွဆွဲခြင်းခံရမယ်ဒီ7လပိုင်းတလားတာမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့အပြောဆိုအနေထိုင်ဆင်ခြင်းတင့်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီ7လပိုင်းတလားတာမှာခက်ခဲသော ကိစ္စများကြုံရပါကလူတဝူဤအကူအညီကို မမျော်လင့်ပဲရရှိတတ်ပါတယ်မိษွေတို့အနေနဲ့ပညာရေးကံအားကောင်းနေမယ်စာမဝဲကိစ္စလေးတွေမှာအခက်အခဲကြုံတွေ့ရပေမဲ့လည်းအဆင်ပြေမှုတွေရရှိမယ်ပညာရဲ့တစ်ခုသင်ယူခြင်းသင်တန်းတက်ခြင်းကိစ္စများတွေအကောင်းဆုံးလာတလာပဲဖြစ်ပါတယ်ကျမ်းမာရေးနေနဲ့လေထိုးလေအောင်ဖြစ်ခြင်းလေပူလန်ခြင်းရင်ဘတ်တဲစုပြီးတော့အောင်ခြင်းဥကောင်းမကြည်လင်ခြင်း အရေးပေါ်ခွဲစိတ်ရခြင်းစသောယောဂဝေဒနာလေးတွေကြုံရတတ်ပြီးတော့ခံစားရတတ်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့ဆိုလို့ရှိရင်မိမိအဆင်ပြေသော သူကို ပေါ့စီလက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေစေဖို့ဒါစူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီဆန္ဒလာပိုင်းတလားဒါမှာကျွန်တော်ရဲ့ဗုဒ္ဓဦးရာဦးသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့10ရက်18ရက်30ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့အလုပ်ကိစ္စလေးတွေမှာကိုညီမဲ့သူတွေနဲ့စုံစည်းတာမျိုးလေးတွေမိတ်ဆွေတို့လုပ်မဲ့အလုပ်ကိစ္စတွေမှာအစားအစာအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်16ရက်24ရက်30နဲ့တရက်နေတွေကိုရှောင်ရှားတင်ပါတယ်အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေတို့အနေနဲ့နတ်သားရောင်ခဲရောင်ပန်းနုရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါလို့ ठी ကံစမ်းခြင်းနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့ကံစမ်းသော ठी နံပါတ်မှာ၃စာ၈စုံပါသော ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကံစမ်းတင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသာသမီမိษွေတွေအားလုံးဒီ17လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင် ဆိုလို့ရှိရင်မိษွေတို့ရဲ့မွေးနေ့နေအိမ်ဖျားချောင်းဆောင်မှာမနက်ပိုင်း9နာရီရနေပြီးတော့10နာရီဝဲအတွင်းမှာနန်းချီတုပ်တပွဲသို့မဟုတ်ထညက်20သာလှူဒန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့ဒါစူတောင်းရင်းလှူဒန်းပေးရမှာပဲဖြစ်ပါတယ်

ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေအားလုံး12လပိုင်းဆိုတဲ့တလတာမှာကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပြီးတော့လောက်သမ ्या ၊ကိုင်သမ ्या ၊ကြံစီသမ ्या ၊တွေးတော်သမ ्या တွေအကုန်လုံးအောင်မြင်ပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာကိစ္စဝဝတွေတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ငွေချေးလက်လာဘတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပြီးတော့လက်လာဘတွေရှင်လန်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ဗုဒ္ဓဟူးရာဟူးသားသ မီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်